သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ match လ30ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာရှိတဲ့တန်းရွှေတိန်စိန်မင်းအောင်လှိုင်တို့ရဲ့နေအိမ်တွေအပအဝင်၆လုံးနဲ့နေအိမ်များစစ်ရုံးနဲ့တမရအိမ်တော်တို့ငလင်တန်ကြောင့်ဆူဆူဝါးဝါးပျက်စီးမှုရှိပြီးစစ်အင်ဂျင်နီယာအဖွဲ့ကချက်ချင်းပြင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နေပြည်တော်မှာရှိတဲ့စစ်အာဏာရှင်ဟောင်းတန်းရွှေတမရဟောင်းတိမ့်စိန်လက်ရှိအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်တို့ရဲ့နေအိမ်တွေအပါအဝင်6လုံးနဲ့နေအိမ်များစစ်ရုံးနဲ့တမရအိမ်တော်တို့ငလင်တန်းကြောင့်ဆွဆွဝါပျက်စီးမှုရှိပြီးစစ်အင်ဂျင်နီယာအဖွဲ့ကချက်ချင်းပြန်ပြင်နေကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်မတ်လ28ရက်နေ့မွန်လိုင်းပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်မှာရှိတဲ့စစ်ကောင်းဆောင်နဲ့ခေါင်းဆောင်ဟောင်းတွေရဲ့6လုံးနဲ့နေအိမ်များပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းတို့အတူနေပြည်တော်စစ်ရုံးနဲ့တမရအိန်တော်တို့မှလည်းစိုးရွားစွာပျက်စီးသွားကြောင်းမင်းအောင်လှိုင်နဲ့စိုးဝင်းအပါဝင်စစ်ကောင်စီအဖွဲ့ဝင်များမှအခြားသောနေရာများသို့ပြောင်းရွှေ့ရုံထိုင်ခြင်းအစီအဝေးကျင်းပခြင်းများလှုပ်ဆောင်ကြကြောင်းသိရှိရပါတယ်။အဆိုပါပျက်စီးသွားတဲ့၆လုံးတန်းမှနေအိမ်များနေပြည်တော်စစ်ရုံးတမရအိန်တော်တို့ကိုစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့တိုက်ရိုက်စီမံခန့်ခွဲမှုနဲ့စစ်ရင်ကျင်းတဲ့အဖွဲ့ကအထူးအဖွဲ့များဖွဲ့စည်းကချက်ချင်းပင်ဆင်မှုများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေး Sky Villa ပြိုကျမှုမှာပိတ်မိသူတွေကိုကယ်တင်နိုင်ဖို့တရုတ်ကေဆေးရေးတပ်ဖွဲ့များပါစတင်ပူးပေါင်းပါဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညကြီးအောက်ကိုနေဝင်သွားတဲ့မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုမှာပိတ်မိနေသူတွေကိုမတ်လ30ရက်နေ့မနက်9နာရီမှစတင်ကမိသက်ဦးစီးဌာနမှရှာဖွေကယ်ဆေးရေးအဖွဲ့ဝင်90ဦးနဲ့အတူတရုတ်ပြည်သူသမ္မတနိုင်ငံမှရှာဖွေကယ်ဆေးရေးတပ်ဖွဲ့ဝင်များမှကူညီကယ်ဆေးရေးလုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကကြေညာပါတယ်။ ။လက်ရှိမှာ Sky Villa အဆောက်အုံပြိုကျပျက်စီးတဲ့နေရာတွေမှာပိတ်မိသူတွေကိုရှာဖွေကယ်ဆယ်ရေးတရုတ်နိုင်ငံမှကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပါဝင်ရောက်ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။မန္တလေးမြို့အောင်မြေတာဆန်လမ်း60မှာရှိတဲ့ Sky Villa ကွန်ဒိုပြိုကျမှုမှာပိတ်မိနေသူတွေကိုလက်ရှိအချိန်ထိရှာဖွေကယ်ဆယ်နေရာမှာအသက်ရှင်ရထွက်လာသူများလည်းရှိနေပြီဖြစ်ပါတယ်။ Sky Villa ကွန်ဒိုမှာ၁၇ထက်ရှိပြီးငလင်တန်ကြောင့်၅တက်ဝင်းကျင်မြေကြီးအတွင်းနေဝင်သွားခဲ့ကြောင်းသိရှိရပါတယ်။ရင်းကွန်ဒိုမှာပိတ်မိနေသူတွေရဲ့ဆွေမျိုးတွေကလည်း ကေစီရီကူညီဆောင်ရွက်ပေးကြဖို့လူမှုကွန်ရက်တွေမှာအကူအညီတောင်းခံနေကြပြီးကွန်ဒိုအတွင်းထဲမှာပိတ်မိသူတွေကလည်းကေတင်ပေးဖို့ပြန်လည်ပြောဆိုသံများကိုလည်းကြားနေရတယ်လို့ပိတ်မိနေသူတွေရဲ့မိသားစုဝင်များကပြောကြပါတယ်။ Sky Villa ကွန်ဒိုထဲမှာငလင်ဖြစ်ပြီးနိုင်30ကြောကြာပိတ်မိနေတဲ့ Matthew လေးခိုင်ကိုကေစီရီအဖွဲ့ဝင်များကမနေ့ကကဲထုတ်နိုင်ခဲ့ပြီးစောင့်ဆိုင်နေတဲ့အမျိုးသားဖြစ်သူကိုရဲအောင်နဲ့အတူစေးယုံကိုဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ မန္တလေးဦးလာသိမ့်ဗိမ္မာန်ပြိုကျမှုအတွင်းမှာပိတ်မိနေတဲ့တန်ခါတော်တွေကိုဆက်လက်ရှာဖွေနေပြီးပြန်လည်တော်မူတဲ့တန်ခါအရေးအတွက်ဆက်လက်မြင့်တက်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်ဦးလာသိမ့်ဗိမ္မာန်ပြိုကျမှုအတွင်းမှာပိတ်မိနေတဲ့တန်ခါတော်တွေကိုဆက်လက်ရှာဖွေနေပြီးပြန်လည်တော်မူတဲ့တန်ခါအရေးအတွက်ဆက်လက်မြင့်တက်နိုင်ကြောင်းအဆိုပါအကြောင်းရဲ့ကေဇရေးကိုအဆက်မပြတ်သတင်းများတင်ပေးနေတဲ့ဆရာတော်တန်ခါတော်များကလူမှုကွန်ရက်မှာတဆင့်သတင်းထုတ်ပြန်ထားပါတယ်။ မတ်လ28ရက်နေ့မွန်လယ်ပိုင်းငလင်လှုပ်ချိန်မှာအဆိုပါဥလာတိန်ဘိမှန်တိုးချဲ့ဆောင်မှာစာမေးပွဲကျင်းပနေခြင်းဖြစ်ပြီးတန်ကတော်ယာနဲ့ချီပြီးစာမေးပွဲဖြစ်ဆိုနေကြခြင်းဘိမှန်အဆောင်ကြီးပြိုကျခဲ့ခြင်းဖြစ်ကြောင်းယင်းတို့ပြိုကျမှုကြောင့်ယမန်နေ့အထိပြန်လည်တော်မူတဲ့အရေးအတွက်80ကျော်ရှိခဲ့ပြီးယခုအခါအရေးအတွက်90ဝန်းကျင်ရှိလာကြောင်းသက်ဆိုင်ရာတန်ကတော်များကသတင်းထုတ်ပြန်ထားပါတယ်။ မန္တလေးမှာငလင်လှုပ်ခတ်ပြီး48နာရီပြည့်ရန်နီးကပ်လာချိန်မှာကေဇေးရေးလုပ်ငန်းတွေအတွက်စိုက်ရန်နေရာကြီးများအပျက်စီးများကိုထိုးပေါက်နိုင်တဲ့လွန်ကရိယာများအပါအဝင်ကေဇေးရေးကရိယာများစွာလိုအပ်နေပြီးအပျက်စီးပုံအောက်မှာပိတ်မိနေတဲ့ပြည်သူတွေအတွက်အရေးပေါ်ကေဇေးရေးလုပ်ငန်းများလိုအပ်နေကြောင်းကေဇေးရေးသမားတို့ကလူမှုကွန်ရက်မှာတဆင့်တရင်ထုတ်ပြန်အကူအညီတောင်းနေကြပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ NUG ကငလင်တန်ကေဇေးရေးအတွက်နှစ်ပတ်အပြည့်ရထားပေမဲ့လည်းပေါ့မြုပ်နေအတွင်းမှာစစ်တပ်ကစစ်ရဟတ်ရင်နဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပေါင်းမြုံနယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရဟတ်ယင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းပခုတ်ကူခရိုင် MS5 တပ်ရင်းမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ယနေ့မက်ရှလ30ရက်နေ့နနက်10:30မိနစ်အချိန်မှာပေါင်းမြုံနယ်အနောက်မြောက်ပိုင်းအတွင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရဟတ်ယင်ဒဇင်းနဲ့ဘုံကျဲခဲ့ပြီးကပ္ပဆ24အတွင်းကိုဆင်းသက်သွားကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင်းထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရှိရသေးဘဲတွားရောက်နေစေဖြစ်ကြောင်းသိရှိရပါတယ်။လေကြောင်းကနေတိုက်ခိုက်သွားတာဟုတ်ပါတယ်။ ဖုန်းလိုင်းတွေလည်းအဆက်အသွယ်မရသေးလို့အသေးစိတ်အချိန်တွေတော့မတိရသေးဘူး။ထိကြိုက်ပျက်စီးမှုတွေလည်းမေးလို့မရသေးဘူးလို့ပခုတ်ကူခရိုင်အမှတ်15တပ်ရင်းမှတာဝန်ရှိသူတို့ကပြောကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကငလင်တန်သည့်ပြည်သူတွေကိုအရေးပေါ်ကူညီရေးနဲ့ကယ်ဆယ်ရေးလှုပ်ဆောင်နိုင်ဖို့ယနေ့ match လ30ရက်နေ့မှ April 12ရက်နေ့အထိနှစ်ပတ်ကြာထိုးစစ်များရပ်တန့်ကြောင်းယမန်နေ့ညပိုင်းထုတ်ပြန်ကြေညာခဲ့ပေမဲ့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကိုဆက်လက်လှုပ်ဆောင်လာခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ငလင်ကေဆေးရေးလုပ်ငန်းစင်ကာပူတပ်ဖွဲ့ဝင်များစတင်ကူညီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တည်ဆုံးသူ230ကျော်လာပြီဖြစ်တဲ့နေပြည်တော်ငလင်ဘေးပိတ်မိနေသူတွေကိုကစ်တင်နိုင်ဖို့အတွက်စင်ကာပူတပ်ဖွဲ့ဝင်များကမတ်လ30ရက်နေ့မှာစတင်ကကေဇေးလုပ်ငန်းများစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကကြေညာပါတယ်ငလင်လှုပ်ခတ်မှုကြောင့်နေပြည်တော်စပူတီရီမြို့နယ်တပြည်ကုန်းရက်ကွက်တစ္ဆာနှစ်လမ်းမှာရှိတဲ့ပြိုကျပျက်စီးခဲ့တဲ့အဆောက်အအုံအောက်မှာပိတ်မိနေတဲ့ အသက်ရှင်လျက်ရှိနေသူတအူးကိုကယ်ထုတ်နိုင်ဖို့အတွက်မိသက်ဦးစီးဌာနမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ SCDF စင်ကာပူနိုင်ငံမှတပ်ဖွဲ့ဝင်များနဲ့အတူရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီဟုမိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Singapore Civil Defense Force SCDF မှ ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့80ဦးပါဝင်တဲ့ Operation Lionheart အဖွဲ့ကမြန်မာနိုင်ငံကိုမတ်လ29ရက်နေ့မှာရောက်ရှိခဲ့ပြီးအဆိုပါအဖွဲ့မှရှာဖွေရေးခွေ၄កောင်လည်းပါဝင်က Urban Search and Rescue USAR ကရိယာများလည်းယူဆောင်လာကြောင်း SCDF ထံမှသိရပါတယ်။လက်ရှိမှာနေပြည်တော်ငလင်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကိုမိသက်ဦးစီးဌာနကလှုပ်ဆောင်နေပြီးမတ်လ30ရက်နေ့မှာနေပြည်တော်ဥတ္တရသီရိမြို့နယ်ပင်လုံစည်းုံကြီးအတွင်းမှာငလင်လှုပ်ခတ်မှုကြောင့်အဆောက်အုံပြိုကျပြီးပိတ်မိနေတဲ့အသက်80ကျော်အဖွားကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်းမိသက်တပ်ဖွဲ့ထံမှသိရပါတယ်။ ရင်းပြင်မက်လ30ရက်နေ့ကနေပြည်တော်စဘူတီရီမြို့နယ်အတွင်းမှာငလင်လှုပ်ခတ်မှုကြောင့်ဒနာတိတ်တိရက်ကွက်မှာရှိတဲ့တိုက်အမှတ်1339အဆောက်အုံပြိုကျပြီး ပိတ်မိနေသူတွေကိုဇဘူတီရီမြို့နယ်မိသက်စကန်ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကလည်းပလဲအရန်မိသက်တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီးတေဆုံးသူကြား2ဦးမ3ဦးကလေးမ2ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ကြောင်းဆက်လက်၍ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်နောက်ထပ်တဆက်ပေးမယ့်သတင်းကတော့ငလင်သင့်ပြည်သူတွေကိုစေဘက်ဆိုင်ရာကုသပေးနိုင်ဖို့စစ်ကောင်စီရဲ့ခွင့်ပြုချက်ကိုစောင့်နေဟုနေစည်းမထားဆရာဝန်များအဖွဲ့ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်ငလင်တန်တင့်ဒေတာတွေမှာထိရောက်တဲ့တုံ့ပြန်မှုတွေကိုဆောင်ရွက်နိုင်ဖို့အတွက်လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းပို့ဆောင်ခွင့်များနဲ့ဤပညာရှင်များတွားရောက်ခွင့်ကိုအချိန်နဲ့တပြေးညီခွင့်ပြုရန်လိုအပ်ကြောင်းနေစီမထဆရာဝန်များအဖွဲ့ MSF ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာငလင်တန်တင့်ပြည်သူတွေကိုဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုများပေးအပ်နိုင်ဖို့အိနီဂျင်နိုင်ငံများမှာရှိတဲ့ဆေးဘက်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဝန်ထမ်းများမှအသင့်ဆောင်ဆိုင်နေပြီးစစ်ကောင်စီရဲ့ခွင့်ပြုချက်ကိုဆောင်ဆိုင်နေရတယ်လို့လည်းအဖွဲ့ကထုတ်ပြန်ထားပါတယ် လက်ရှိအချိန်မှာကျမတို့အတွက်အတိကဦးစားပေးကတော့ထိခိုက်မှုအခြေအနေကိုဆန့်စစ်မဲ့အဖွဲ့နဲ့အရေးပေါ်ထိခိုက်ဒဏ်ရာကုသမှုအဖွဲ့ကိုဆီလွတ်နိုင်ဖို့ပါဒါအတွက်တွားရောက်ခွင့်ရဖို့လိုပါတယ်ဒီလိုအခြေအနေမျိုးမှာဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုချက်ချင်းလိုအပ်နေသူတွေအတွက်အချိန်နဲ့တပြေးညီဆောင်ရွက်နိုင်ဖို့တကယ့်ကိုအရေးကြီးပါတယ်လို့ MSF အဖွဲ့ရဲ့ Mission အဖွဲ့ခေါင်းဆောင် Federica Franco ကပြောဆိုထားပါတယ်ငလင်ပြင်းအားကြောင့်ထိခိုက်ဒဏ်ရာရသူများနဲ့အသက်ကြီးကျန်းမာရေးအကူအညီချက်ချင်းလိုအပ်နေသူများအတွက်နေစီမထဆရာဝန်များအဖွဲ့မှစိုးရိမ်နေပြီး ကျမ်းမာရေးစောင့်ရှောက်မှုလက်လက်မမီခြင်းနဲ့တန်ရှင်းတဲ့ရေမရရှိမှုကြောင့်ရေမတဆင့်ဖြစ်ပွားတတ်တဲ့ကူးစက်ယောဂါဖြစ်ပွားနိုင်မှုအတွက်လဲစိုးရိမ်နေကြောင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ငလင်လုတ်ခတ်မှုအတွင်းမြန်မာနိုင်ငံနေစီမထဆရာဝန်များ MSF အဖွဲ့မှဝန်ထမ်းများဘေကင်းကျောင်းနဲ့အသိပေးထားပါတယ်။အင်အားပြင်းငလင်လုတ်ခတ်မှုကြောင့်ငလင်ဗဟိုချက်အနီးမှာရှိတဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းတွေမှာအပြင်းထန်ဆုံးခံစားခဲ့ရပြီးတည်ဆုံးသူထောင်ချီရှိကဆရာဝန်မလုံလောက်မှုစေဝါမလုံလောက်မှုစေယုံစေကံမလုံလောက်မှုများလည်းဖြစ်ပွားနေကြောင်းသိရှိရပါတယ်။ အဲ့ဒီနောက်စစ်ကောင်စီသဘောခွဲစရာပြပအကူအညီများဆိုတဲ့စောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်မြန်မာရုပ်မြင်သံကြားမှစနေနေ့သတင်းထုတ်ပြန်ချက်အရတေဆုံးသူအရေအတွက်ဟာ1644ဦးထိရှိလာပြီးထိခိုက်ဒဏ်ရာရသူ3408ဦးပျောက်ဆုံးသူ139ဦးထိရှိလာတယ်လို့သိရတယ် နေပြည်တော်နိုင်ငံတကာလေဆိပ်မှာရှိတဲ့ထိန်းချုပ်ရေးမျိုးစင်ဟာအရင်မှဖျက်ချလိုက်တယ်လို့တိကနေပြိုလဲပြီးမြေပေါ်မှာအပိုင်းအစတွေပြန့်ကျဲသွားတယ်လို့ဖြစ်ရတဲ့အတွက်နိုင်ငံတကာကေဆေးရေးလေရင်တွေရန်ကုန်လေဆိပ်ကိုသာဆင်းသက်နေရတဲ့အတွက်ကေဆေးရေးလုပ်ငန်းတွေနှောင့်နှေးသွားရတယ်။အခုအခါမှာတော့မင်းအွန်လိုင်းဟာဆရာသမားအများမှလမ်းခွဲထွက်လာတဲ့သဘောအနေနဲ့နိုင်ငံတကာအကူအညီများလက်ခံဖို့အသင့်လို့ထပ်တလဲလဲပြောနေပြီဖြစ်ပါတယ်။၎င်းအဖို့ကဆရာသမားများလောက်နိုင်ငံတကာရဲ့အတိမတ်ပြုတ်ခံရမှုမရှိတဲ့လောက်ဖြစ်နေတဲ့အတွက်တောင့်တနေတာကြောင့်လည်းဖြစ်ပါတယ်။ စကိုင်းပြည့်၍ဂျော်ဂျီလှုပ်ခတ်လာရမယ်ဆိုတာကိုနိုင်ငံတကာဘူမိပညာရှင်များကပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းကစပြီးသတိပေးလာနေတဲ့ကြားမှာအဲဒီဒေတာတဝိုက်မှာနျူကလ িয়ার တပ်ပေါင်းပိုကြီးစောက်ဖို့ရုရှားနဲ့စာချုပ်ချုပ်ဖြစ်အောင်ချုပ်ခဲ့တဲ့အထိညံနေသူဖြစ်ကြောင်းပေါ်သွားခဲ့ပြန်ပါတယ်။အကြမ်းဖက်စစ်တပ်ကအဲဒီလိုမြင်းကလင်းကြီးလှုပ်ခတ်သွားပြီးနောက်မှာပဲလေကြောင်းတိုက်ခိုက်မှုများဆက်လက်၍လှုပ်ဆောင်နေသေးပဲဖြစ်ပါတယ်။မန္တလေးတိုင်းနဲ့ကပ်နေတဲ့ကရင်နီနဲ့ရှမ်းတောင်ပိုင်းတွေမှာဖြစ်ပါတယ်။ လက်ရှိစစ်ကောင်စီဖို့ကံကောင်းသွားတာကငလင်တန်အခမ်းအနားဆုံးဒေသတွေကလာရှုမဟုတ်ပဲကွက်ကွက်လေးသာကြံတော့တဲ့သူတို့ရဲ့ပြေဝထိမ့်ချုပ်ထားတဲ့စကိုင်းမန္တလေးနေပြည်တော်တွေမှာဖြစ်နေတာကြောင့်ပါပဲအမျိုးသားညီညွတ်ရေးအစိုးရကတော့ခံစစ်မှလွဲပြီးထိုးစစ်ကိုဧပြီလ12ရက်နေ့ထိနှစ်ပတ်ကြာရပ်ဆိုင်းထားမှာဖြစ်ပြီးလုံခြုံရေးအာမခံချက်ရှိမယ်ဆိုပါက၎င်းတို့နေမီတွေကိုဝင်ရောက်ကူညီပေးမယ်လို့လည်းကြေညာချက်မှာထုတ်ပြန်လာပါတယ်။ဥပဖြပြရောက်ရှိလာသူတွေကတော့ရုရှားနဲ့တရုတ်မှဖြစ်ပြီး ကေဇယ်ရေးလုပ်ငန်းကျွမ်းကျင်သူများ၊စေဝါကရိယာများ၊ဂျန်နရေတာများတည်ဆောင်လာပါတယ်။ရုရှားမှရောက်လာတဲ့လေယာဉ်နှစင်းမှာအနက်ခံခွေးများ15ဘေးအောက်ထိဖမ်းယူရတဲ့အတန်လှမ်းရှာကရိယာများပင်ပါလာပါတယ်။ဟောင်ကောင်မှအင်္ဂလိပ်ပြည်ဆက်များအပါအဝင်တန်ချိန်ကိုးတန်ကန်းရှိတဲ့ကေဇယ်ရေးပစ္စည်းများလည်းပါလာခဲ့ပါတယ်။တရုတ်မှအကူအညီအနေနဲ့ယွမ်တန်း100ဒေါ်လာ73.8တန်းကူညီမယ်လို့လည်းဆိုပါတယ်။ရှီကျင်းဖင်မှဝန်내ကြောင့်တဝန်လွာအားမင်းအွန်လိုင်းထံပေးပို့ထားတယ်လို့လည်းသိရပါတယ်။ အိန္ဒိယကဗြဟ္မာနဖယစစ်စင်ရေးဟုအမည်တက်ကတန်ချိန်40ရှိတဲ့ကေဇေးပစ္စည်းတွေတင်ဆောင်လာတဲ့ရေတပ်သင်းမောနှစ်စီးကိုဆေလွတ်ခဲ့ပါတယ်။မြေပြင်စေးရုံတရုံကိုလည်းလေကြောင်းမှတည်ယူပို့ဆောင်ပေးမယ်လို့လည်းသိရပါတယ်။တန်ချိန်1500ပါတဲ့လေယာဉ်3စင်းကိုဆေလွတ်ပေးခဲ့တယ်လို့လည်းသိရပါတယ်။ဗီယက်နမ်၊ချက်၊နယူးဇီလန်၊တောင်ကိုရီးယား၊ဖိလစ်ပိုင်၊ဂျပန်၊နော်ဝေး၊စင်ကာပူ၊ဘင်္ဂလားဒေ့ရှ်၊ထိုင်းတို့မှလည်းအကူအညီပေးရန်ပြင်ဆင်နေကြပါတယ်။ကုလသမဂ္ဂကမ္ဘာ့ကျန်းမာရေး UNICEF Save the Children Project Hope စတဲ့အဖွဲ့တွေကလည်းကူညီมาဖြစ်ပါတယ်။မန္တလေးမှာရှိတဲ့ပုဂ္ဂလိကဆေးရုံ20နီးပါးကိုစစ်ကောင်စီကပိတ်သိမ်းခဲ့ခြင်းကြောင့်လက်ရှိဆေးရုံတွေမှာလူနာတွေမနိုင်မနှင်းဖြစ်လာနေရပြီးလူအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီအဖွဲ့တွေအတွက်လည်းအထူးအလုပ်ပူလာရတော့မှာဖြစ်ပါတယ်။နေပြည်တော်ထောင်မှာအချင်းကျခံနေရတဲ့လူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်ငလင်လုတ်ခတ်မှုအတွင်းဘေးရန်ကင်းရှင်းကြောင်းကိုတားဖြစ်သူကိုထိန်လင်းမှခစ်တဲ့တရင်ဌာနကိုပြောခဲ့တယ်လို့လည်းသိရပါတယ်။ မင်းအွန်လိုင်းအာနာသိန်းစင်ကသာနိုင်ငံတကာမှအဲ့ဒီလိုအင်တိုက်အားတိုက်ဝိုင်းဝန်းဖြည့်ရှင်းခဲ့ရင်လူပေါင်း2000ကျော်ရဲ့အသက်ကိုကယ်ဆယ်နိုင်ခဲ့တည်တာဖြစ်ပါတယ်။အခုလဲလူအသက်တွေကိုကယ်ဖို့အကူအညီများပေးနေချိန်မှာတစ်ဖက်ကအရက်သားတွေကိုပုံကျဲတက်ဖြတ်နေတာဘလို့မှလက်ခံနိုင်ပွဲမရှိဆိုတာကိုတော့ထုတ်ပေါ်ပြောဆိုတင်ပါတယ်။တကယ်တမ်းမှာအကူအညီတွေထဲမှာထိတ်ဆုံးမှပေးနေတဲ့နိုင်ငံတွေဟာမြန်မာစစ်တပ်ကိုလက်နက်တပ်ဆင်ပေးနေတဲ့နိုင်ငံများဖြစ်နေပြန်ပါတယ်။၎င်းတို့ရဲ့ဂယုနာဟာမေကွန်းထုတ်เสียဖြစ်လာရတယ်လို့ ုလလူခွင့်ရေးတာဝန်ခံတွန်အင်ဒရူးကဆိုထားပါဗျ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးအထိနားဆင်ကြရတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။